အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနိမ့်နံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတဲ့နဲ့အဲဘေးစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာပေါ့နော်ဖောင်ဒေးရှင်းတင်တန်းဒီမှာကျွန်တော်တင်ပေးတဲ့နီလန်းပေါ့ဂျူပရီယာတွေရပြီးသွားပြီတော့မိယံတက်တွေရပြီးသွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလို့ရှိတယ်တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေတင်တယ်ဆိုရင်ပေါ့ เนาะအားအလေးကိုကျွန်တော်ခုပြောပြမှာဖြစ်တယ်ကျွန်တော်လက်ဆမ်းပေးတွေကတိတ်ချစ်စရာကောင်းတယ်เนาะနိမ့်နံလေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကို ပြောလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ကသုံးသပ်ပြလို့ရတယ်ဗောနော်ဒါကလည်းလက်ဆမ်းပေးတွေအားသာချက်ပေါ့ဟိုမွေးတက်ကစ်တွေမလိုဘူးเนาะမွေးချိန်တွေမလိုမွေးတဲ့မျိုးတွေမလိုဘဲနဲ့ကျွန်တော်တို့ပြောလို့ရတဲ့နည်းလေးတွေလက်ဆမ်းမှာအများကြီးရှိတယ်တကယ်လဲလက်တွေ့မှာကျွန်တော်တို့ အများကြီးမှန်ကြတာလေကျွန်တော်တွေ့တယ်ဗောနော်အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တင်းနေကုန်တွေသားမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တင်းနေကုန်တွေတင်းနေကုန်တွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းကျန်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းကျန်းမယ်ဗောအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတစ်ယောက်မှာကျွန်တော်တင်းနေကုန်တွေသားမိတွေမှာအထက်ဆောင်ပန်း၃လုံးရှိပါတယ်အဲ့ဒါ6ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ2ခုမြောက်နေရာမှာရှိတဲ့တင်းနှင်းလာရဲ ငါးခုမြောက်နေရာမှာရှိတယ်ကြာတာပရိရဒါကိုအတွက်စောင့်ပန်းပေါ့စောင့်ပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပရိရထီးလို့မိုးတာတယ်ဒါကြောင့်ပဲတင်းငုတ်တွေသားမီးတစ်ယောက်အတွက်ကြာတာပရိရအခက်အအကြဆုံးပဲနော်ကြာတာပရိရထိန်းချုပ်မှုအောင်မှာအပြည့်အဝရောက်ရှိနေတာကတင်းငုတ်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်ပဲကြာတာပရိဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအတုံးချတတ်ရင်တင်းငုတ်တွေသားမီးတွေကဘဝနေထိုင်မှုအပိုင်းမှာ အားကောင်းစေတယ်အားကောင်းစေတယ်အဆင်ပြေစေတယ်တော်တင်ဦးတွေတာအမီတွေကဂျာတာပရိယာဘာကိုပြောတာလဲဂျာတာပရိဆိုတာတောမကျိုးတောမတော်မှာအတိတောမပါနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အတုံးချမယ်ဂျာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာဂျိုပေါ့နော်ပညာဂျိုဖြစ်တယ်ပြီးတော့ဂျာတာပရိဂျိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးကနော် အဲတော့ဒါအမင်းကျော်ကြီးမားတယ်ကျေပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့တာတာပရီကိုကျွန်တော်တို့အသုံးပြုတယ်ရောဘေဒင်ကတော့အဲ့လိုအသုံးပြုတာဖြစ်တယ်ကျွန်တော်တာတာပရီဂျိုကျွန်တော်တို့ကဟန်ဒယ်လုံးနိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ရုပ်နဲ့သားမီးတွေကန့်ကောင်းနိုင်တယ်အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတစ်ခုကိုကြဲကြဲပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒီနေ့ကိုတွေသားမီးတွေအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင် ခင်ဗျားတို့ကျွန်တော်တို့ပညာရေးတစ်ခုမှာနှစ်နှစ်ဆက်ဆက်ကျဉ်းကျဉ်းချင်းတက်ကြရလားတက်ကြရလားတရားကြံတော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာကိုတော့တော်ဒီပါဆန်လောက်တော့သိတယ်။ဟိုပညာကိုလည်းကျွန်တော်တာတိပါဆန်လောက်တော့သိတယ်။ဟိုပညာကိုလည်းဖရီပါဆန်လောက်တော့သိတယ်။အဲဒီလိုမျိုးမရဘူး။တနင်္ဂနွေတာမီဖြစ်ရင်ကို့အတွက်တကယ်အသုံးတဲ့ပညာတွေကိုကျွန်တော်တို့ တရားရာဂိုင်နှုံး90ရာဂိုင်နှုံး80ရာဂိုင်နှုံးဒီလောက်ကျွမ်းကျင်ဖို့လိုတယ်အဲ့တော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲနော်တောက်ပါတော့ကိုအသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်အဲ့တော့ကိုရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းတင်းတွေတားမိတယ်ဘဝရက်တီရတာခက်ခဲလာလိမ့်မယ်ကိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရတယ်မှာတင်းတင်းကုန်နေပါတယ်အခြားလူတွေလှုပ်ချင်လို့ ူဘွားလမ်းကြောင်းသူအတော့မိုးလို့ရရင်ရမယ်တင်းနင်းကိုနေကြတော့မရပါဘူးဒါပေါ်တော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နှက်နှက်ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တည်ပါလဲနော်အဲ့တော့အားဆိုရင်ဒီကားနဲ့နေပယ်တဲ့မှာသူများလို့ရောငါနေပယ်တစ်ခုပဲတက်တယ် AC ပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနေပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေမြားနိုင်နိုင်ချွတ်ချွတ်လက်တဆုံနိုင်ပြီးတော့လေ့လာဖို့လိုတယ်တင်းကိုနေသားမီဒီယာအော်တင်းကိုနေသားမီဒီယာပညာဆိုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့ မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့တခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော်လောက်ထားဖို့လိုတယ်တရားရကန်တော့မဟုတ်တော့ကျွန်တော်ပြောလို့85ရကန်တော့တော့သိဖို့လိုပါအခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရကန်တော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့အပိုင်ဆုံးနည်းကိုကျွန်တော်တို့ကထုတ်သုံးရတယ်ဘေးနေဟောတဲ့ခါကျဘေးနေနေဘယ်မှာအကျေကျေပြန့်လောက်အကြည့်တယ်ပညာရည်အများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နေသိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူး အဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးထဲမှာစပြီးလူတယောက်ကိုဟောပြောရတယ်။အဲ့တော့တင်းနေဦးတွေကဂျာတာပရီအားကောင်းဖို့လိုတယ်လို့ပြောတာ။ဂျာတာပရီနဲ့ပတ်သက်ပြီးပညာရက်ကိုသိထားဖို့လိုတယ်။ဒါကြောင့်ပဲကိုသားမီးကတင်းနေဦးတွေရှိတယ်ဆိုရင်ဘာကိုခင်ဗျားတို့ပြပြဝဝတင်ပေးမလဲ။တခုခု expect ကျွမ်းကျင်မှုဖြစ်အောင် လုပ်ပေးနိုင်မှာဘောရက်တီချက်ရလိမ့်။ဒါကဂျာတာပရီစုံမမှုကြောင့်ဒုတိယအနေနဲ့တင်းနေဦးတွေနော်ဒုတိယအနေနဲ့တင်းနေဦးတွေသားသမီးတွေအနေနဲ့ နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကြိုအညွန့်ကြိုကတနင်္လာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတယ်နော်အညွန့်ဆိုတာစီးပွားလို့ပြောတယ်ညွန့်နေစီးပွားလို့လည်းခေါ်ကြတယ်အဲ့တော့အညွန့်ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တနင်္လာကြိုကတနင်္ဂနွေတွေသားမီးတွေအတွက်စီးပွားရေးကြိုလို့ပြောတယ်အချို့ကဆရာကျမဘာအလုံးနဲ့အသက်မွေးရမလဲဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလိုမေးကြတာရှိတယ်အဲ့တော့အညွန့်ကြိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ် အဲ့တော့ဒါကတော့အညို့ကြိုတစ်ခုတည်းကြည့်ပြီးလူတရားကိုမင်းဒါလို့ဟိုကဒါလို့ပြောလို့တော့မရဘူး။ဒါမှအညို့ကြိုကဆက်ဆက်မှုရှိနေတယ်လို့ပြောတာ။ဒါတော့တင်းစုံကလေးသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာတောင်းငယ်မှာရှိတဲ့လမယ်။လမယ်ကိုပြောတာ။နော်။လမယ်ဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်။စောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူး။လပေါ်ကျွန်တော်မရဘူး။ဒါမှမဟုတ်လမယ်ရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခံစားရတယ်။လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်။ငြင်းချမ်းမှုတွေရတယ်။ ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခံစားရစေတယ်ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာချိုဖြစ်တဲ့အတွက်အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တရုတ်ရဲ့သားမျိုးကစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူးကိုလုံးနေတဲ့အလုပ်မှာပျော်ရမယ်စိတ်ချမ်းသာရမယ်ပေါ့ဘွားလေးဖြစ်ကြမယ်ကိုဝါသနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားရလုံးနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနင်္လာချိုတီးတန်းကောက်မယ်ဆိုတော့တနင်္လာခီးသွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်း သင်ကြားရေးနဲ့ပတ်သက်တဲ့လုပ်ငန်းအလှအပဆိုင်ရာလုပ်ငန်းเนาะတခုခုကိုကျွန်တော်တို့ကကော်ပီပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လိုเนาะမိတူဆိုင်တို့လိုเนาะပြီးရင်တခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါတော့ကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေကတနေ့ကနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်เนาะဒါအောင်မှအခြားအချို့တွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စီးပွားဆိုတာပေါ်လာတယ်ဒါကြောင့်စီးပွားရေးနဲ့ပတ်သက်ရင်တနေ့လာအချို့ဆိုတာကိုကျွန်တော်တို့ မိထားလို့မရဘူးเนาะဒါအရရာပိုင်းဆိုဒီတနေ့လောက်အသုံးပြုလို့ရတာရှိသေးတယ်နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့ဆက်တော့ကျွန်တော်အထက်သုံးလုံးမှာစောင့်မန်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို6ခုမြောက်ချိုပေါ့6ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအိမ်တောင်ရေးကတောက်ကြချိုဖြစ်ကမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့ တောက်ကြကြိုးကျွန်တော်လက်ဆန်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြာကဂျိုသက်အပြင်21ဂျိုသက်21ဒါဆိုတော့တောက်ကြာတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့တောက်ကြာကဂျိုသက်များတယ်ဒါဆိုတော့တင်းကလေးသားမီးတွေကအိမ်တော်ပြုတဲ့အခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့လေအဲလူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရ နောက်စီဝါရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးလိုင်းမှာအီးယားအီးယားရှောက်လို့နေတဲ့အချိန်မှာသူတို့တင်းကျိန်နဲ့စီဝါရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကို့ထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ဒါမှမဟုတ်လဲအသက်ငယ်တယ်ဆိုရင်လဲကို့အတွက်ရေကို့ထက်ရေးကြက်တဲ့လူတင်းကျိန်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတာကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယူယူတဲ့အိမ်အောင်ဘတ်ကဘလောက်တိ7လုံးနိုင်လဲပေါ့သူရဲ့ သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကိုအိမ်အောင်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V နဲ့ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကပြုဆပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့သွားကိုလည်းတန့်ရှင်းမလို့သပင်လည်းတန့်ရှင်းမလို့အဝတ်အစားတွေလည်းဂျုံထဲကအောက်ဝက်လာတဲ့အိမ်ရာကြေမှုန့်နေတယ်ဘယ်လိုလူမျိုးတွေနဲ့ဆိုရင် တင်းငူတွေသားမိတွေကအဆင်မပြေဘူးလို့ပြောတာကိုချစ်ရတဲ့သူကတသက်ရဲ့နေတဲ့လူကိုထအသက်အချင်းချင်းမချင်းရင်ကျက်တဲ့လူမျိုးတွေအငွေကြေးကိုဆုတက်ဆောင်တတ်တဲ့လူမျိုးတွေနော်ဒီလိုမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောက်အောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြွာအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြ ဟိုဟာဖြစ်တယ်ဒါကြောင့်ကိုတင်းတွေသားသမီးတွေကိုချစ်တယ်မျက်နိုးတဲ့လူဟာလက်နဲ့စကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံ့နှိပါဝင်မေးမေးထုတ်ပေါ်ပြောလက်ညှိုးတော့ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းတွေသားသမီးတွေကလက်တွဲပေါ်ဖြစ်မရွေးသင့်ဘူးဒီလိုမျိုးစမ်းသားရတာဖြစ်ပါတယ်ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့နော်အဲ့တော့ဒါတင်းတွေသားသမီးတွေဒီလောက်အကြမ်းမြင်သိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေကိုဘောကလမ်းတစ်လျှောက် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးရှောက်လန်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါရဗျာ။